ယောင်တုံးတဲ့ဆောင်လုံးလုံးကြီးကအဲ့အပြင်ကိုပြန်ရောက်မှအဆောင်ကြီးကဘယ်ရောက်သွားလဲမြေကြီးရဲ့ထိဝင်သွားရတယ်အဲ့နဲ့နောက်အပေါက်ထွက်လာတဲ့အပေါက်ကိုလိုက်ပြပါဆိုပြီးပြလိုက်တော့လဲဘလို့မှမယုံနိုင်ဘူးဘာလို့ဆိုအပေါက်ကလုံးလုံးမှသေးဆိုသေးသေးလေးခုချိန်ကြီးပြန်ကျင်တော်တော်လေးလဲကြောက်တယ်ကြောက်စရာသူ့တော့ခဲထုံနေပြီသူ့ထုံနေပြီသူ့ရပြီဆိုပြီးတော့အမြဲတမ်းခဏခဏညတိုင်းဆိုလဲအိမ်နေနေအဲ့လိုထထပြီးတော့ပြေးတာတွေထပြေးတာတွေအမေကလေးတွေရှိသေးရဲ့ခေါ်ပေးဆိုအဲ့လိုတွေထထဟာတွေ၃လေးရက်လောက်ထိတော့အဲ့လိုဖြစ်တယ်ချိုးကကြတော့ညီမကိုပြောတာပေါ့ကိုရဲ့ သူတို့ဘက်မှာလှုပ်တဲ့ငလင်းက7မိနစ်လောက်ကြာတယ်တဲ့နင်းကလေးတွေကိုတောင်ထုတ်မပေးနိုင်ဘူးလားနင်းအလွတ်ယုံပြီးတာပဲဆိုပြီးတော့ညီမကအလွတ်ယုံပြင်မယ်ဆိုရင်ခုလိုဖြစ်လို့ပြောတော့မဟုတ်ဘူးညီမစာတင်နေတာဒီနားမှာဆိုအပေါက်ကဒီဘက်မှာညီမထွက်ပြေးလို့ရတယ်ပထမကကနေကပြေးဆိုလို့ဆိုတော့အကြီးအန်းလေးတွေလွတ်သွားပြီအဲ့ချိန်မှာကြံနေကလေးလေးတို့သွားခေါ်လိုက်တဲ့အချိန်မှာညီမကြံနေခဲ့တာညီမအာနယ်ကိုရဲ့အတင်းအတွင်းမှာရှိတဲ့ဟာတွေကိုတော့ညီမအားလေးနဲ့တော့ရအောင်တော့ကယ်ပေးနိုင်တာပေါ့တကယ်ထုတ်တန်းပြရတွေဘာတွေဆယ်ရန်းနိုင်ဘိုင်းနဲ့တော့လောက်တာမှခက်ခဲနေရညီမအာနယ်လည်းဘလို့မှမဖြစ်နိုင်တော့ဘူးလေ ညီမနာမည်ကတော့ဝိုင်းပုံသေးပါညီမလေးကဒီစကိုင်းမျိုးလေးချုံမြေအုပ်ချောင်းတိုင်းမှာညီမအနွေရသည်ဆိုရင်ဗုဒ္ဓဘာသာရင်ကျင်းမှုသင်တဲ့စာရတာသင်တဲ့ကိုတာဝန်ယူပြီးတော့သင်ပေးနေရဆရာမပါဟုတ်ငလင်းဆောက်လို့တာ12နာရီခွဲ10နာရီပဲချလဲဆိုတော့ညီမလေးတို့တင်တဲ့12နာရီဆိုစတာလीတင်တဲ့စစနေတဲ့ချိန်ကလေးတွေကိုစမင်းနေတဲ့ချိန်တယောက်တည်းစတင်ပြီးနေတဲ့ချိန်မှာဖြစ်သွားတာပေါ့နော်ပထမတစ်ခါစလို့တော့စတော့ညီမလေးတို့ညီမလေးကဂျီတူးလေးတွေကိုစမင်းနေရအဲ့စမင်းနေတဲ့ချိန်မှာပထမတစ်ခါထားလှုပ်တော့ အော်အဲ့ပြေးကြတော့ပြေးကြတော့ဆိုပြီးတော့ပြောလိုက်တော့ဂျီတူးလေးတွေကလွတ်သွားတယ်။အဲ့ချိန်မှာအချိန်မှာကလေးတတိလေးကြံနေတော့ညီမကပြန်လှည့်ပြီးတော့တားတို့သမီးတို့လာလို့ခေါ်နေတဲ့ချိန်မှာအဆောင်အုပ်ကြီးကလုံးလုံးကြီးပြိုကျသွားပြီးတော့ဘာဆိုဘာမှမမြင်ရဘဲနဲ့ကလေးနဲ့အဲ့ထဲမှာပဲကြံနေခဲ့ရပါဘော။လူမျိုးပြုံရအောင်ထွက်နိုင်လဲဆိုတော့ အဲ့ဒါသုံးသက်ဆောင်ကြီးကလုံးလုံးမြေကြီးရဲ့ထိကျုံဝင်သွားတာအဲ့ညီမလေးတို့အဟာရကျွေးတဲ့ခုံလေးဒီညီမလေးတို့အောက်ဆုံးတန်းအောင်မှာအဲ့နောက်ဆုံးမှာထားပေးထားတော့အဲ့ခုံလေးအထက်လိုက်ထက်လိုက်ထားထားတဲ့နေရာမှာအဆောက်အဦကလုံးလုံးကျိုးပြီးတော့အရှိကိုခုံးချသွားတဲ့အချိန်မှာအဲ့အကျိုးရင်အဟာတေးသေးလေးရှိရဲ့အဲ့ဟာတေးသေးလေးဆိုတော့ကလေးတယောက်တောင်ထွက်လို့မရအောင်အဲ့ထွက်လို့မရအောင်မှာအတွင်းထဲမှာကလေးတွေဒဏ်ရာရတဲ့ကလေးတွေတွေ့ထွက်တဲ့ကလေးလည်းအများကြီးပဲရှိရဲ့အများကြီးရှိအောင်မှာ ူတို့ကလည်းအာဂိုဒကြီးနဲ့ဆီယမဆီယမအေးဆီယမရှိရဲဆိုအတန်ပြီးတော့အဲအနာပက်ချလေးကကလေးတွေကကိုနားလေးကိုအကုန်လုံးယောက်လာအဲယောက်လာမှာကလေးလေးကနေဆီယမတွေတောက်ထပောက်ရှာမယ်အေးလို့ရှာကြမယ်လေးလို့ဘယ်လို့မှမရတဲ့ဆုံးလို့ဒီထက်မှနေပြီးတော့အကူညီတောင်းအောင်ပါပဲဆိုပြီးတော့နေနေရအဲ့ချိန်မှာ KG ကလေးလေးဆီယမတွေတားတဲ့အလင်းတစ်ခုကိုတွေ့ထားတယ်တဲ့အဲ့ဒီကိုလာရတဲ့အဲ့နဲ့အကုန်လုံးကိုနားမှာရှိဟာတွေခေါင်းဝဲသွားတဲ့ကလေးလေးကိုတော့အဓိကထားပြီးတော့ကိုနားကိုခေါ်ထားဘာလဲဆိုတော့သွေးတွေကရမ်းထွက်နေသွေးထွက်လုံမှာဆိုလို့ သူ့ကိုကအဓိကခေါ်သွားပြီးတော့အဲ့အပေါက်ကိုသွားတာသူတို့အရင်တင်းနေဆက်မတော့လည်းထွက်လို့မရအောင်ဆိုအဲ့အပေါက်သေးသေးလေးမှသူတို့ထွက်လို့ရအောင်လို့ဆိုပြီးတော့အပေါက်လေးတွေကိုနည်းနည်းချက်ပြီးမှသူတို့ရင်ထွက်သွားတာထွက်တော့မှဒါတို့သွားလို့ဟိုမှလို့လူကြီးတို့သွားအကူညီတောင်းညီလို့ပြောတယ်ဆက်မကလိုက်ခဲတဲ့အဲ့ချိန်မှာဖြစ်ချင်တော့ចောင်းသားမိဘလေးတယောက်ကညီမနဲ့အတူတူရှိနေတာចောင်းသားမိဘလေးပါရှိနေတော့အမကလေးကတော့ညီမကိုခေါ်တယ်အမနောက်ဆုံးကနေနေပြီးပါညီမကလေးတွေတချို့တဝက်နဲ့ညီမအပြင်ထွက်သွားလိုက်မယ်အမဒီထက်ဆောင်နေဆိုပြီးတော့ကလေး၃လေးယောက်ကိုပြစ်တင်ပြစ်တင်ပြီးတော့တမိထွက်လို့ရအောင်လို့ဆိုပြီးတော့အ တို့အားလေးနေအုတ်ဒေတန်တွေကိုသူကအဲ့လိုဖယ်ပေးတာဖယ်ပေးပြီးမှညီမထွက်လို့ရမှာအဲ့ဒီဟိုးအလဲကောင်ကနေရေကန်နောက်ဖက်ပေါက်ထိရောက်သွားတာအဲ့ရဲ့ပေါက်ကနေပြီးုံထွက်လာထွက်လာပြီးမှသမီးကလေးတွေထဲမှာကြံသေးရဲ့လို့ထုတ်လို့မရဘူးဆိုမှဟုတ်လားဆရာမတဲ့အဲ့ဆိုလဲကျွန်တော်တို့အပေါက်လိုက်ပြပါပေါ့အလိုက်ပြပါဆိုတော့တို့အပေါက်လိုက်ပြတော့ဒီအပေါက်ပဲလို့စမနဲ့ကလေးတွေထွက်လာတာလို့စမတေးချလို့လာတဲ့ဒီပေါက်ကကျွန်တော်တို့တော့ဘလို့ဝင်ရမှာလဲတဲ့ဘလို့မှလည်းဝင်လို့လည်းမရအောင်တေးဆုံးမှတေးသေးလေးတဲ့အဲ့မှာအပြိုပြက်တွေဆိုတော့အများကြီးပဲအုတ်တေးပါနေတဲ့ဆိုတော့ ဘလို့လို့ဝင်လို့ရမှာလဲတေချာတယ်လို့အဲ့ထဲမှာလို့ခြေထောက်ပြပြီးကြံနေခဲ့တဲ့ကလေးလေးတယောက်လည်းရှိသေးတယ်လို့သူ့ကိုရအောင်တော့ကဲပေးပါဘာလို့လဲဆိုတော့သူ့ကကိုရှေ့တင်ခြေထောက်ကြီးပြပြီးထားခဲ့ရလေသူတော့ကြံနေတယ်ဆွဆွဘွားဆိုတော့သူတယောက်ထဲသွေးထွက်တဲ့ကလေးကြတော့ညီမလေးခေါ်ပြီးတော့အဲ့ချက်ချင်းပဲဒုက္ခကာကြီးယုံဝဟာကြီးအကုန်လုံးယောက်လာတာချက်ချင်းနေပြီးပါလေအကုန်လုံးယောက်လာတယ်တော့ပါသူ့ကိုသွေးထွက်လွန်နေပြီသူ့ကိုအရင်ကဲဆိုပြီးသူ့ကိုအရင်ကဲခိုင်းမှညီမလေးအဲ့အပြင်ဘက်ကိုယောက်လာမယုံဘူး ုံးနဲ့ဆောင်လုံးလုံးကြီးကအဲ့အပြင်ကိုပြန်ရောက်မှအဆောင်ကြီးကဘယ်ရောက်သွားဆိုမြေကြီးရဲ့ထိဝင်သွားရတယ်အဲ့နဲ့နောက်အပေါက်ထွက်လာတဲ့အပေါက်ကိုလိုက်ပြပါဆိုပြီးပြလိုက်တော့လေဘလို့မှမယုံနိုင်ဘူးဘာလို့လဲဆိုအပေါက်ကလုံးလုံးမှသေးဆိုသေးသေးလေးခုချိန်ကြီးပြန်ကျင်တော်တော်လေးလေးချောက်တယ်ချောက်เสียရင်အဲ့ဒါအဲ့အကုန်လုံးကယ်လို့ရတယ်အဲ့နားမှာညီမလေးနဲ့တူတူဆိုအယောက်20လောက်ပြန်ပြီးကယ်လို့ရတယ်အဲ့ဒါကယ်လို့ရတာကအဲ့တိုင်းမဲ့6လောက်ပြီပြီချန်နေခဲ့တဲ့ကလေးလေးတော့မကယ်နိုင်ခဲ့ဘူးဘာလို့လဲဆိုတော့သူ့ကိုကယ်တော့ကယ်တယ်သူဒီ ခြေထောက်ကြီးကထုတ်တန်းနေမျက်နှာချက်တွေကတကားတွေကပိနေဆိုတော့ဘလို့မှမရောက်ဆက်ထုတ်လို့လည်းမရောက်ကိုထုတ်လိုက်လို့ကလေးလေးဖြစ်သွားမှလည်းဆိုတော့ကိုထက်တက်ကြွနေလူတွေအကူကြီးတောင်းနေသူတို့တောင်မှမရောက်မရောက်ဆိုတော့ကြာအဲ့သူ့ကိုနေချင်းပဲခြေထောက်ဖြတ်ပြီးတော့စေအောင်ခေါ်သွားတာအခု तू ကအဲ့တည်းမှာတော်တော်လေးလဲကြာတယ်ရတာဖြစ်တာတနာကြီးပတ်ချလိုက်တော့ဖြစ်တာတော့ညနေပိုင်းလောက်မှရတာညနေပိုင်းလောက်မှရတာဆိုတော့ ူတဲ့အဲ့ခြေတော့ဖြစ်ရပြီးရင်ခေါ်သွားတယ်ကလေးလေးကလည်းငယ်ငယ်လေး9နှစ်ပဲရှိသေးတာလေ9နှစ်ဆိုတော့သူတို့လည်းဘယ်လိုမှမခံနိုင်ဘူးဒီဟိုင်းတောင်မှကိုတောင်မှကိုပေါ်ပြီးရတလောက်တောင်မှဖြစ်နေတာသူတို့ဆိုဘယ်လိုလုပ်မလဲအဲ့ဒါနဲ့သူထွက်လုံပြီးတော့ကလေးလေးကတော့နေချင်းပဲဆုံးသွားတာခြေတော့ဖြစ်ပြီးတော့ခေါ်တယ်ကလေး2ယောက်ရှိရတယ်တယောက်ကကြတော့ KG လေး ်ကေဂျီလေးကကြတော့သူ့ body ကိုလိုချင်လို့ခြေထောက်ဖြတ်ပြီးတော့ခေါ်သွားတာခြေထောက်ဖြတ်ပြီးတော့ထုတ်ရတာတော့ကလေးနှစ်ယောက်ရှိတယ်တချို့ကလေးကိုတော့ကယ်နိုင်တယ်သူ့လေးကိုတော့ဘယ်လိုမှမကယ်နိုင်ဘူးဆရာမကယ်ပါကယ်ပါလို့တော့ပြောတယ်ဒါပေမဲ့ကိုအားနဲ့လည်းမရဘူးဖြစ်ချင်တော့သူတို့ဒီစက်တွေပစ္စည်းတွေလောက်တာတော့မရဘူးပေါ့မရတော်တော်လေးလဲဆောင်ရတယ်ဆိုတော့သူ့တွက်ကတော့လုံးလုံးဝလည်းစိတ်မကောင်းဘူးသူမိဘတွေဆိုရင်ဒီမှာအလူရှင်တွေလာလို့ထောက်ပံ့ညီပေးဖို့လာတယ်ဆိုရင် သူမိဘကိုလည်းအချိုးချောင်းတော့ပြပြတာပေါ့အမရဲ့ညီမလေးရသလောက်တော့ကဲပေးတယ်သူ့တော့ညီမဘလို့မှမကဲနိုင်တော့လို့အကူညီတောင်းပြီးမှကဲဟိုင်းတာအဲအကူညီတောင်းတော့လည်း၆ောက်ဖြတ်လိုက်ရတယ်ဆိုတော့သူ့တက်ကတော့တကယ်လုံးဝစိတ်မကောင်းတေဆုံးတဲ့ကလေးကကြတော့အမဒီထဲမှာဆိုရင်ကလေးလေးက6ယောက်ရှိရယ်ကလေး6ယောက်ပဲအဲ့ညီမကိုကုထိန်ပေးတဲ့ចောင်းသားမိဘတယောက်ပါတယ်သူကလည်းကလေးတွေကို ထုတ်ရင်းနဲ့ပဲသူဒီဝန်ရံတာအပြင်မဲ့ရောက်နေတကယ်လို့သူလွတ်မယ်ဆိုလွတ်တယ်အဲလွတ်တောင်မှာအပေါ်ထုတ်တန်းနေတကားတွေသူ့ဘောပြီးသွားသည့်အတွက်သူဒီဘလို့မှမရတော့တာသူ့နောက်ကနေကိုရင်လေးတစ်ပါးတီလာရှင်လေးတစ်ပါးနောက်ထပ်ထပ်တွေ့တယ်ပေါ့နော်အဲကလေးလေးက6ယောက်ကလေးကူထိန်ပေးတဲ့ကလေးမီကတယောက်ဆို9ယောက်ညီမလေးတို့အဆောင်ကညီမလေးအောက်ထပ်ကပေါ့အာ9ယောက်ပြီးတော့ចောင်းနေကိုရင်တစ်ပါးရယ်မင်းကွားနေပြီးတော့စာလာဖြေတဲ့ကိုရင်လေးတစ်ပါးရယ်ဆိုစွတ်စွတ်ပေါင်းဒီចောင်းမှာ9ယောက်တော့ဆုံးဖြုံးလိုက်ရတယ်သူကဖြစ်စိတ်မှုကြောင့်လားဆိုတော့ ဒီဟိုဟာဆိုရင်ညီမလေးကဒီ28ရင်းဒီကနေဒီเจ้าမှာရောက်နေတာရောက်နေဆိုအလူရှင်နေပါလို့လာတော့တာရုခေါ်အမြပေးဆိုရင်ညီမလေးတို့တင်တဲ့12နိုင်စားဆို12နိုင်တခါတနိုင်ဆိုညီမကလေးတို့အနာဆင်းပင်နေကြတနိုင်တခါပြီးတော့2နိုင်ဆိုအဟာရကျွေးတယ်4နိုင်ပဲဆိုတင်တန်းဆင်းတယ်အဲ့ချိန်ဆိုရင်အပုံးနဲ့နေပါပေးတယ်ခုနောက်ပိုင်းကျတော့ကြံပြီးတော့ကျတော့သူတို့အနံလေးတိတ်မရတော့ဘူးသူတို့လည်းတနေရရကောင်းတဲ့နေရာကိုရောက်သွားပြီလို့တော့ညီမလေးတို့စိတ်ထင်တာပေါ့နော်ခါတိုင်းဆိုရင်အဲ့လိုအချိန်မှန်တယ် တို့သင်တန်းတက်လာတဲ့အချိန်သင်တန်းဆင်းတဲ့အချိန်နားဆင်းတဲ့အချိန်မုံစားတဲ့အချိန်တို့တို့အပုံနှံလေးတွေရှာတယ်အပုံနှံတတော်ကိုရှာတယ်အဲ့ဒါဖြစ်ဖြစ်ပြီးချင်းညာနောက်ထပ်တရက်နှစ်ရက်လောက်နေတော့အဲ့ဒါအိမ်ရောက်ပြီဆိုကနေကကိုမျက်စိရှိတယ်မှာတင်ဩသူ့တော့ခဲထုံနေပြီသူ့ထုံနေပြီသူ့ရပြီဆိုပြီးတော့အမြင်နဲ့ခဏခဏညတိုင်းဆိုလဲအိမ်နေနေအဲ့လိုထထပြီးတော့ပြေးတာတွေထပြေးတာတွေအမေကလေးတွေရှိသေးရဲ့ခေါ်ပေးဆိုအဲ့လိုတွေထထတာဟာတွေ3-4ရက်လောက်ကြီးတော့အဲ့လိုဖြစ်တယ်သူတို့ပဲမင်းညားတောင်မှအညီမစာတင်နေတဲ့ပုံလေးတွေရဲ့ဒီဖြစ်နေတဲ့ပုံလေးတွေကို ကြည့်ပြီးတော့အဲ့စတိတ်တက်လေးတောင်တစ်ခုတော့ကောက်တင်မိလိုက်ပါသေးရဲ့တချို့ကကြတော့ညီမကိုပြောတာပေါ့ကိုရဲ့သူတို့ဘက်မှာလှုပ်တဲ့ငလင်းက7မိနစ်လောက်ကြာတယ်တဲ့နင်းကလေးတွေတောင်ထုံမပေးနိုင်ဘူးလားနင်းအလွတ်ယုံပြီးတာပဲဆိုပြီးတော့ညီမကအလွတ်ယုံပြင်မယ်ဆိုရင်ခုလိုဖြစ်လို့ပြောတာမဟုတ်ဘူးညီမစာတင်နေတာဒီနားမှာဆိုအပေါက်ကဒီဘက်မှာညီမထွက်ပြေးလို့ရတယ်ပထမကကနေကပြေးဆိုလို့ဆိုတော့အကြီးအန်းလေးတွေလွတ်သွားပြီး အဲ့ချိန်မှာကြံနေကလေးလေးတို့သွားခေါ်လိုက်တဲ့အချိန်မှာညီမကြံနေခဲ့တာညီမအာနယ်ကိုရဲ့အတင်းအတွင်းမှာရှိတဲ့ဟာတွေကိုတော့ညီမအားလေးနဲ့တော့ရအောင်တော့ကယ်ပေးနိုင်တာပေါ့တကယ်ထုတ်တန်းပေးရည်ပါရည်ဆယ်ရန်းနားဘိုင်းနဲ့တော့လောက်တာမှာခက်ခဲနေရညီမအာနယ်လည်းဘလို့မှမဖြစ်နိုင်တော့ဘူးလေကိုနားရှိတဲ့လူတွေလောက်ပဲကယ်ပေးနိုင်မှာဟိုလိုဖြစ်လို့မျိုးဟိုဟာပက်ပက်လေပြိုကျဆိုတော့အကုန်လုံးကပိတ်နေပြီဘလို့မှတော့မရတော့ဆိုတော့ကြတော့အဲ့လိုပြောလေဘာမှတော့မဖြစ်တော့ပါဘူးကိုလည်းဟိုဟာဖြစ်လို့ပြောခံရတာပဲဆိုပြီးညီမတော့ဘာမှတော့မဖြစ်တော့ပါဘူး